MSB ဒီအချိန်မှာကုတိယရှိမယ်မစင်မောင်ရှိမယ်ဆိုရင်ဒီပွဲကဒီလိုဖြစ်မှာဟုတ်မလားစင်စနာတိကစစ်နိုင်တရားဟူရန်ခံတယ်ဒီပွဲကကြီးပါအောင်ကျွန်တော်ရုပ်ရှင်တွေကဘယ်နှယောက်ပါဘာရတော့မရှိဘူးကျွန်တော်ရဲ့ကျွန်တော်အခုတိုးမောင်ရဲ့အဲဒိုက်တာစာရေးဆရာကုလမုံအောင်ကျွန်တော်တို့ဒါတော့ပဲမတွေ့ဘူးဒီကိုလင်းထူကြီးပါတယ်ဒါတော့ပဲသူဆဲရတော့မပြေဘူးဒါက တရားရကြ။ဆက်တရဲ့ဒီဝတ်စရာမလိုဘဲနဲ့ကျွန်တော်ဘာဘာသာကြခရိယံကဒီမှာလာပြီးတော့ပါရမီဖြည့်ပါရမီဖြည့်တယ်လို့ねကျွန်တော်ဝင်တက်ချီတပြည့်ဝင်စားတော့ပါဗျာ။ဒါကတော့ပြုတော့ပါတယ်။တရားတရားလည်းတော်တော်ရပါတယ်။ MSB အဲဘွဲ့နံမေရှင်စန္ဒာဓိကပေါ့နော်။ အဲဆက်နိုင်တဲ့ဟိုကစင်နာစင်စနာအဓိကတဖြစ်လေအခုလိုရဟန်းခံတဲ့အချိန်မှာကျွန်တော်လာဘရော့ရော်ဒါမဖြစ်မနေဘောနော်ကျွန်တော်တော့ဒါလာဝန်းရံပေးရတဲ့အတွက်လာပြီးတော့လေလာမနေ့စာလာစားတာပေါ့ဒါကျွန်တော်တဖွဲ့လုံးပါဟိုသူနဲ့ကားရိုက်တဲ့ခါကျရင်အဲဒီဖွဲ့ကအမြဲတမ်းပါတဲ့ခါကျတော့ကို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 လူနဲ့ကိုပွဲစီနေဘယ်ဆယ်လီဘရီတီမှမလာတဲ့ကိုလူနဲ့ကိုပွဲစီကိုတရားနဲ့မက်ဆင်မာဟိုလို့ ီချိန်မှာရှိခဲ့မှာဆိုရင်ဒီပွဲဒီတမကစီရှိတဲ့ခါကျတော့ဒါကြည့်တာတမျိုးကြီးခံစားရအောင်အဲ့ feeling မှာအော်ဒီဘုံကြောင်မှာဆိုကျွန်တော်တို့ရုပ်ရှင်တော်တော်များအများရိုက်ခဲ့ဒီအရှိယကပ်ပပြန်တဲခွင့်ဆိုတာကျွန်တော်တို့ fighting ထိုးတဲ့နေရာဟဲ့လို့အခုတော့ဗီဒီယိုကိမရှိတဲ့ခါကျတော့ဒီမှာမရောက်တာနှစ်ပေါင်းဆယ်စုနှစ်မကရှိဒီမှာအမှတ်တရတယ်အများကြီးကျွန်တော်ကုဒီကျွန်တော်နဲ့ကုဒီကတော့ရိုက်ခဲ့တာဒီနေရာတော့မဟုတ်တခြားနေရာရိုက်ခဲ့ကုဒီကလည်းဒီမှာရိုက်ခဲ့တာအကားလည်းအများကြီးဆိုတော့ ဒီကြောင်းမှာလာပြီးတော့အဆက်နိုင်တရားဟိုကလူရဟန်းခံရတဲ့ဟာကျတော့တော်တော်လေးရုပ်ရှင်ဆန်တယ်လို့ပြောရမှာဒီအဲ့ဒီခံစားချက်ပေါ့လူတူတယောက်ကထားကြံဟိုလူဘာကြောင့်ဒီလိုဖြစ်သွားရဲဆိုတော့အကြောင်းရင်းကိုမသိဘဲနဲ့အာရင်းတော့သူ blame နဲ့ဟာဒါပေမဲ့ပြီးခဲ့တဲ့ရက်ကသူကိုမင်းသားမျိုးနေမှာတက်လာတဲ့ interview လေးကြည့်ပြီးတော့အဲ့မှာ blame နဲ့မတွေ့ရတော့ ာမင်္ဂလာရှိတာအခုလိုသူရဟန်းခံရှင်ပြုတယ် I sorry ရဟန်းခံတယ်ပေါ့နော်အဲလိုပဲဒါလူတွေတဖြည်းဖြည်းနဲ့မြင်သွားကြပြီလိန်ဘလိန်နဲ့သူတို့ကောင်ကပြောင်းလဲသွားတယ်လို့ပဲကျွန်တော်ခံစားရအဲ့တော့ကျွန်တော်တို့ကဟိုပြဿနာတစ်ခုဖြစ်တဲ့အခါကျရင်ပြဿနာဘာကြောင့်ဒီလိုဖြစ်ရတာလဲဒီလူတူကြောင့်ဘာကြောင့်ဒီလိုဖြစ်ရတယ်အဲ့ဒီသူ့ရဲ့ mindset သူ့ရဲ့ဘဝနောက်ကြောင့်ရသူချာမသိဘဲနဲ့အဲအပေါ်ရန်ပြောနေတဲ့ဟာကြတော့ကြတော့သူတို့တူတူလဲရှက်သွားလိုက်ပါနော် ဟောကျွန်တော်ခံစားမိတယ်အဲကျွန်တော်ခုနပြောခဲ့လို့ပေါ့အသက်ရွယ်နေမှမရတဲ့ဒီဒုက္ခဆင်းရဲတွေကြုံလာတဲ့အချိန်မှာကျွန်တော်လည်းကျွန်တော်တို့သာသမီပေါ့နော်ဆိုပါစို့ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ဖြစ်ကျွန်တော်တို့သာသမီကိုယ်တိုင်ပဲဖြစ်အဲ့လိုအသက်ရွယ်20ခွန်းကျော်မှမထင်ထားမှတ်တဲ့ဘဝအချို့ကူတွေကြုံတဲ့ခါကျရင်လူတော်တောင်းတောင်းတချို့တော်တော်ယူသွားနိုင်အဲအဲ့ဒီချိန်လေးလေးသူတက်မှတ်ပြီးတော့ဘေးကနေပေါ့နော်သူ့ကို ဟိုကျွန်တော်တော့နောက်မှရောက်တာကွာအဲသူသူကိုနီဆောက်ရောက်ထားတဲ့သူတွေအများကြီးရှိပါတယ်အဲအဲ့ဒါလေးနဲ့သူလို့သူနိုင်သလောက်သူသွားရတယ်ပေါ့တချို့ကလည်းသူ့ကိုအမိပြုတ်ပြီးတော့အကူညီပေးတယ်လို့နဲ့အာဘယ်လိုခေါ်မလဲအတန်ရှင်ရှားလူကလည်းရှိရှိခါကျတော့ကျွန်တော်တာမျိုးကြောင့်ကျွန်တော်လည်းဒါထုတ်ပြောလို့လည်းမကောင်းဘူးလေအဲ့တော့တကယ်ချစ်တဲ့သူနဲ့တကယ်မချစ်တဲ့သူဆိုတာကတရားပဲသိတချို့ကြောင့်လည်းဘယ်လိုခေါ်မလဲအဲ့လိုပေါ့ဒါ ကိုတီဟားနဲ့မက်ဆင်မာတို့ရဲ့တားမို့လို့အဲအဲ့တော့အတိုင်းဝိုင်းကြီးလို့ကုညီတဲ့သူတွေရှိသလိုအတိုင်းဝိုင်းကြောင်းနဲ့မဆိုင်မဲနဲ့ကုညီသူတွေရှိအဲ့တော့ဒါကတော့အကယ်ကယ်ရှင်တွေကိုယ်တိုင်ပဲသိမယ်ကျွန်တော်တို့ကလူတူတယောက်ကိုကုညီတာပဲဖြစ်ဖြစ်လူလန်းတာပဲဖြစ်ဖြစ်အကျိုးရောက်လို့စိတ်ဖြစ်သွားတာ ਨੇ ဒါကြီးကမေတ္တာစင်မေတ္တာမှမဟုတ်တော့အဲ့တော့မေတ္တာစင်မေတ္တာမှဆိုရင်အစဲခံပြီးတော့ကုညီတယ်ကျွန်တော်ဆိုရင်တခြားကျွန်တော်ပြောလို့လို့ပါပဲတခြား ဟိုသူနဲ့အစ်တက် level တိတ်မကွာတဲ့မှာခန့်ကျော်လို့ EC ကိုလို့ EC တို့နဲ့ရဲလို့ရတာပေါ့တခြားရှိပါတယ်တချို့သူ့ရွယ်လေးသူ့ကြောင့်ဘာကြောင့်ရလဲဆိုတော့တွန်တမင်းအစဲခံလို့ရိုက်ပြီဘာလို့ဆိုတော့သူတို့ကအခုဖြစ်နေတဲ့အဲ့ကလေးတွေကြတော့သူတို့လမ်းကြောင်းသူတို့ရောက်တယ်သူကြောင့်တော့ဒါလိုဖြစ်နေတဲ့အချိန်မှာကိုယ်ကအခုကျွန်တော်ရဲလို့မပါဘူးအခုရှင်တော်ကဒါကိုတီးရနဲ့ပတ်သက်တဲ့ အဲကာရဖူးသူဖြစ်ကိုရီတောက်ကိုတီဟာကိုအားကြတဲ့ပိတ်သက်တွေဖြစ်တာကတို့ကဒီကလီမနာလေးလုတ်ပေးကြတာဒါပါပဲဒါပေမဲ့တခုစိတ်မကောင်းတာတော့ကျွန်တော်ကျွန်တော်ခရဒီစကားလည်းပြောနေထက်နေအဲအကျိုးရောက်လို့မူနေကူညီတာအနောက်ကမိဘအတန်းဝဲဂုံရှူကြောင့်ကူတာဆိုတော့ဒါရမြတ်တာမစင်ဘူးကျွန်တော်ခံစားရတာပါပဲအဲနောက်ထပ်ပြီးတော့လည်းဟိုလောကမှာသူ့ကိုအတုံးချပြီးတော့အတန်ရှူတဲ့ကိစ္စတွေလည်း မတွေ့ရတယ်ကိုကောင်းတာပေါ့ဟောမတွေ့ရတဲ့ခါကျရင်တိတ်အဆင်မပြေဘူးဟိုငွေတွေကမှဘယ်လိုဖြစ်ပါလဲဆိုတော့ဘေးကနေခဲမလို့ပဲနေလေအဲတိတာပါတယ်ဒီနေ့ဆိုရင်ဟိုအကြောင်းမျိုးကြောင့်မအားလို့မလားမရောက်နိုင်သူတော့ကျွန်တော်တော့နားလိုက်ပြလို့ရပါဒီအချိန်မှာကုတိယရှိမယ်မစင်မအောင်ရှိမယ်ဆိုရင်ဒီကွေးကဒီလိုဖြစ်မှာဟုတ်မလားစင်စနာတိကစနိုင်တရားဟူရမ်းခံတယ်ဒီကွေးကကြီးပါအောင်ကျွန်တော်ရုပ်ရှင်တွေကဘယ်နှယောက်ပါဘာရောက်တော့မရှိဘူး ျွန်တော်ရေခုနအခုတိုးမောင်ရေအဲဒိုက်တာစာရေးဆရာကုလမောင်ကျွန်တော်တို့ဒါတော့ပဲမတွေ့ဘူးဒီကိုလင်းထူကြီးပါတယ်ဒါတော့ပဲသူဆရာတော့မပြေဘူးဒါတရားရကြစတဲ့ရဲ့ဒီဝတ်စရာမလိုဘဲနဲ့ကျွန်တော်ဘာဘာသာကြခရိယံကဒီမှာလာပြီးတော့ပါရမီဖြည့်ပါရမီဖြည့်တယ်လို့ねကျွန်တော်ဝင်ကြက်စီတွေဝင်စားတာပါဗျာ။ဒါကတော့ပြုတ်သွားပါတယ်။တရားတရားလည်းတော်တော်ရပါတယ်။

ဟိုသူစင်ငယ်စင်ငယ်အဲ့လိုကွန်ဂျူရွှတ်တယ်အဲဒီဟိုဒီခုကြမ်းခံတယ်ရိုင်းရင်ဆိုင်နောက်ပိုင်းသူဘာဖြစ်လာအောင်မလဲအဲ့လိုပေါ့အအရေးကြီးတာကတော့အချိန်ကျရင်သူ့ပြောင်းလဲသွားတာအချိန်ကျလည်းသူပြန်ပျက်စီးပျက်စီးသွားနိုင်တယ်ကျွန်တော်ဘာမှမမြဲတဲ့ဟာပြောနေကျွန်တော်လည်းခုံကြီးတရားဟောလို့ဖြစ်နေပါဆိုလို့ဟုတ်ပါလားအရေးကြီးတာကဘာလဲဆိုတော့ကျွန်တော်အခုဟိုအားလုံးကအနာဂတ်ကိုသွားနေတဲ့အချိန်ပါလေအချိန်တိုင်းကအတိတ်ဖြစ်သွား ပတ်စံဆိုတာရှာပြီးရင်ကျွန်တော်တို့စာထမင်းစားလိုက်ရင်ကုန်သွားတာတမိုင်းဆိုတာဖျက်ဖျက်လို့မရဒီလူတယောက် character ကောင်းလည်းမကောင်းဘူးဒီလူလုတ်ခဲ့တဲ့အမှုပညာကပိတ်သက်တဲ့အစိတ်ဖြစ်လားမဖြစ်လားအဲနောက်တော့ဒီဒီလူလုတ်ခဲ့တဲ့ပတ်ဝန်းကျင်အတန်းဝိုင်းမှာအမှဆက်လိုက်တယောက်ဟူသူထက်တန်းခဲ့တဲ့ပတ်ဝန်းကျင်တန်းဝိုင်းမှာသူပတ်စံဘလောက်ပဲရှာခဲ့ရှာခဲ့ကြံခဲ့မှာကပတ်စံမှုတမိုင်းကြံခဲ့အဲတော့ကျွန်တော်တို့လည်းအဲ့လိုပဲအဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒါလေးကိုအာ တင်ငန်းစာဥပမာယူရမယ်လို့ကျွန်တော်ဒါတရားရတာပဲဟုတ်ကဲ့အဲ့ဒါလေးကြောင့်ပြောချင်ပါတယ်စိတ်နဲ့မှဒီချိုးမဟုတ်အစောရက်တည်ရကြာဒါမှဒါတော့တော့ဟိုတိတိသာထင်ရှားဖြစ်သွားတာပေါ့နော်ဟဲ့လို့ကျွန်တော်စဉ်းစားလို့မရကျွန်တော်တော့ဆိုဟိုကျွန်တော်ကလည်းဒါကြောင့်အာဆက်နေကြောအရင်ရှိလို့ပြောနေအောင်လည်းမရှိကျွန်တော်ကျွန်တော်မပြောတော့ကျွန်တော်ချက်မှာဟုတ်ပါမှာကျွန်တော်မိမကျော့တန်းကြီးတော့ပူချက်တော့ပေါ့ဒါပေမဲ့ order ကုညီကုံတော်မှာအာဟာလေးကိုတည့်ရကျေးဇူးလည်းကျွန်တော်မှာမရှိဘူးဒါပို့လင်းပြောတာဒါပေမဲ့ဩ အားကြရတယ်ဆိုတော့အမြင်အမြင်ဆရာအနေနဲ့အဲ့ဒီ feeling ကျေးဇူးတော်ရှိတယ်ဒါလောက်ပဲအဲ့ထက်လည်းမပိုအာအဲ့လိုအားနေတဲ့ဘက်ကိုကျွန်တော်ပုံပေါ်ရနေတာအဲ့လောက်ပါဒါဒီတဲ့ဘက်ကပို့ပြီးတော့ဒီဘက်ကိုစီစီနေတာတလေးပါအဲ့ဒါစိတ်တက်စိတ်တက်ဖို့တည်ရပါအဲ့တော့တော့ပြောချင်တာပေါ့တို့မင်းတယောက်တည်းအခု17ရက်17ရက်ပြည့်လို့ရဟန်းခံနေလူထွက်သွားတဲ့အခါကျရင်ဘဝသူဆက်ယုံခံအောင်မယ်အဲ့မှာမင်းပတ်စံရှာမယ်မိသားစုတွေရှာမယ်ဘလို့နည်းနဲ့ပဲရှာရှာ ကြံခဲ့မှာပတ်စံပုံတမိုင်းပဲကိုတမိုင်းကိုရေးရပါဟုတ်မလားဟိုမေကာရုပ်ရှင်ရိုက်ကပဲရရကြောင်ကြပဲရရရုပ်ရှင်နဲ့ကြောင်ကြသိမရရလို့တခြားစီးပွားလို့လည်းကြံခဲ့မှာမင်းရဲ့တမိုင်းပဲဟုတ်မလားဘယ်သူတွေကမင်းကိုအမုန်းခံပြောလဲဘယ်သူတွေကမင်းကိုဟုတ်မလား attention ယူတယ်ဒါမင်းကိုပဲသိဟုတ်မလားအဲ့တော့အော်ဆန်နိုင်တရားတို့ဖြစ်လဲစင်စနာအတိကတဖြစ်လဲအဲအနေနဲ့တကယ်၁၇ရက်အတွင်းမှာတကယ်တရားထူးတရားမြတ်ကြီးရကြပါစေလို့ကျွန်တော်စတော်ပေးပါမယ် Myanmar, stop us all.